အားလုံးမင်္ဂလာခင်ဗျာဘာဆလန်အမနေကြိုဆိုပါရယ်ကဲညီကိုတို့ကျွန်တော်ဘာစီလိုနာအသင်းရတော့အဲညတော့မနေ့ညပါတော့ကျွန်တော် Real Sociedad ကို2-1ဆိုတဲ့ဂိုးရလနဲ့ကျွန်တော်တို့အနိုင်ရရှိခဲ့တယ်အနိုင်ရရှိခဲ့တဲ့အခွင့်အရေးကိုကျွန်တော်အကောင်းဆုံးအသုံးချခဲ့တယ်ဒီ Madrid Derby မှာ Real Madrid ချုံးနေတဲ့ဟာကိုကျွန်တော်တို့အခွင့်အကောင်းယူပြီးတော့ကျွန်တော်ဘာစီလိုနာအသင်းရပါတော့ဇာတ်ထိပ်ကိုပြန်လည်ဦးဆောင်သွားပြီ Real Madrid ကိုတမှတ်ဖြတ်ပြီးတော့ပါတော့သာသမားတွေနားနေတာရဲ့အဲ့ဒီလိုပဲကြောင်းအဲကျွန်တော်တို့အနေနဲ့စိုးရိမ်မှုတွေအများကြီးရှိခဲ့တယ် ဒီ Real Sociedad ဆိုတဲ့အသင်းကလည်းဒီအဆင့်ရလာသူ16ဆောက်ကုန်အဲ့လောက်ရှိပြီမဲ့သူက Barcelona ကကောင်းကောင်းဒုက္ခပေးတဲ့အသင်းပေါ့နော်သူရဲ့ကစားသမားတွေကဘာဖြစ်ဖြစ် skill set တွေရှိရယ် Barcelona နဲ့တွေ့ရင်အမြဲတမ်းဒုက္ခပေးနိုင်တယ်ဆိုအချိန်မီသူကပြန်လာနိုင်တယ်ဆိုတော့အတင်းမျိုးဆိုတော့ကျွန်တော်တို့အနေနဲ့2-1ဆိုတော့ရက်လက်နဲ့ပြီးသွားခဲ့ပေမဲ့လည်းကျွန်တော်တို့ပွဲပြီးတဲ့အထိရင်ထဲထဲနဲ့ကြီးခဲ့ရတဲ့ပွဲလို့လည်းဆိုရမှာပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဘာစီလိုနာလိုင်းနဲ့ပေါ့ကိုသမားကတော့ကျွန်တော်တို့အဲ ကျွန်တော်တို့ရဲ့ရူဟန်ကာစီအတိုင်းရနေတော့ကြောင်းချက်စနီပါဝင်လာတယ်နောက်တန်းကျွန်တော်တို့တည်ကြည့်အောင်နောက်တန်းမှာဆိုကျွန်တော်တို့ဟူလက်စ်ကွန်တေပါဝင်လာတယ်နောက်ပြီး အဲ CB မှာနော် Ronald Arao နဲ့ Christensen ဒီအတွက်ပါဝင်လာတယ်ပေါ့နော် LB မှာ Jarrett Martin ပါဝင်လာတယ်တော့ကဒီနေ့ Ronald Arao နဲ့ Christensen တော်တော်ကိုကောင်းတယ်ပေါ့နော်ကျွန်တော်အနေနဲ့ Christensen ကတော့ဘာဖြစ်ဖြစ်ငြိမ်တယ်ပေါ့နော် Ronald Arao လည်းသူက shaky movement တွေရှိပြီပဲလေဒီတဖြည်းဖြည်းနဲ့တိုးတက်လာတယ်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်ကျွန်တော်အတင်ကောင်းဆောင်ကဝယ်လည်းနှစ်ယောက်ကတော့ Frankie Dion နဲ့ Pedri ဒီ attacking back back မှာတော့ကျွန်တော်တို့လည်းအပြောင်းလဲလေးတွေနှီးပြလုပ်ခဲ့တယ်ပေါ့နော် Eldru မှာနော်ကျွန်တော်တို့ရဲ့ Macarra Fu အခြေစွမ်းပြနေတယ် Macarra Fu ပဲပါဝင်လာတယ် attacking midfield မှာတော့ကျွန်တော်တို့ရဲ့ဒီ squad နဲ့ပဲရှိသေးတဲ့လူငယ်ကစားသမားလေး ဖာနန်ဒက်ပေါ့နော်ပက်ဒရိုဖာနန်ဒက်ပါဝင်လာတယ်အဲရိုက်ဝင်ကမှာတော့ကျွန်တော်တို့ရိုနီပါဂျီပါဝင်လာတယ်ပေါ့နော်စထရိုက်ကမှာတော့ကျွန်တော်တို့ရဲ့ဝိုင်းရင်တိုက်စစ်မှုလီဗင်ဒေါစကီကနေပြီးတော့ကျွန်တော်တိုက်စစ်ကိုဦးဆောင်လာတယ်ဆိုတော့ကျွန်တော်ညီကိုကြိုင်မွေးလေးအကြောင်းကိုကျွန်တော်ကြည့်ကြည့်အောင်ဆိုတော့တစ်ဖက်အသင်းရဲ့ကစားသမားပုံကကြတော့သူကကစားခွဲကအဲ4141ပေါ့နော်ဒီ4141ဆိုပေမဲ့ဘာစလုံးကဘောလုံးရသွားတဲ့အချိန်မှဆိုရင်ရိုဒီယိုဆိုစီတက်က ဒီကျွန်တော်တို့ရဲ့ဒီသူတို့ရဲ့ CDM ပေါ့နော်ဒီ central defensive midfield ကဒီကစားသမားပေါ့နော်နံပါတ်၄ပေါ့ဒီကောင်ကသူဒီ CB နှစ်ယောက်ကြားမှာဝင်ပြီးတော့541ဆိုတော့ဒီ shape ကိုယူပြတယ်ပေါ့နော်တခါလေကြားရင်လည်း532ပေါ့အဲ့လိုမျိုး shape ယူထားတဲ့နောက်ပြီးရင်သူက main block ဆော်တယ်တော့ကျွန်တော်တို့ဒီနေ့တော့တော်တော်အခက်အခဲတွေ့သွားခဲ့တယ်ပေါ့နော် ဆိုတော့ကျွန်တော်တို့ရဲ့ပါဝင်လာတဲ့လူစင်းမှာဆိုရင်သူတို့ဒီကစားပုံအရဆိုရင် battery တီချောင်းဒီအတွဲကိုသူတို့ရဲ့ဒီ defensive shape နေရာမှာဆိုရင်541ပုံစံဖြစ်တော်ရတဲ့အကြောင်းဒီကိုင်းတဲ့၄ရောက်တန်းအနေထားကြီးကကျွန်တော်တို့ battery တီချောင်းအနေနဲ့ဒီအရှိကိုဘောလုံးပေးဖို့တော်တော်ခက်ခဲခဲတယ်ပေါ့နော်ဒီဒီနေရာမှာကျွန်တော်ပြောချင်တာကဒီနေ့လူငယ်ကစားသမား၂ရောက်ပါဝင်လာတယ်ဒီလူငယ်ကစားသမား၂ရောက်ဟာမကောင်းတာတော့မဟုတ်ဘူးဘာဖြစ်ဖြစ်အချိန်ယူအောင်မှကစားသမားတွေဖြစ်တယ်ပေါ့နော်ဒီနေ့ဒီ Pedro Fernandez ဆိုရင်လည်းဘာဖြစ်ဖြစ်သူဟာ အလားလားရှိတဲ့ကစားသမားလေးဖြစ်တယ်။အဲချစ်ချောက်ပြီးတော့အတွေ့အကြုံတွေအများကြီးလိုအပ်သေးတယ်ပေါ့နော်။ဒီသူအတက်ကင်မှာဆော့တာမဆိုးဘူး။ဒီဘောလုံးရတဲ့အချိန်တွေမှာဒါမှမဟုတ်ဘောလုံးဆုံးချုံးတဲ့အချိန်မှာပြန်ပြီးလိုက်ရတဲ့အချိန်ပရဇင်ပေးရတဲ့အချိန်တွေမှာဆိုရင်ဖက်ဒရိုဖန်နာတဲ့အနေနဲ့နေရာယူမှုတွေကတော်တော်ကိုလွဲနေတယ်ပေါ့နော်ညီကူ။ဒီရိုနီဗာဂျီလည်းအဲ့လိုပဲ။ဒီဆော့သွားတဲ့ဟာလေးတွေကတော့သူအနေနဲ့ဒီရစ်ရိုင်းမီယူပေါ့နော်။တချို့နေရာတွေမှာဒီ clinical ဖြစ်ဖြစ်ဆော့သွားနိုင်တယ်ဆိုပေမဲ့လည်း ကျွန်တော်တို့အနေနဲ့သူရှိရအရင်မျှော်လင့်လို့ရတဲ့အနေအထားတွေဘာမှပြလလောက်မရှိခဲ့ဘူးပေါ့နော်သူအနေနဲ့လည်းလှုပ်ပြရင်စိတ်လေးတွေများနေတာပေါ့နော်ကျွန်တော်တို့ရဲ့ Frankie Dion နဲ့ Pedro တဖက်ကစားသမား၄ယောက်က press လုပ်ထားတဲ့အချိန်တွေမှာပေါ့နော်သူတို့ခံစစ်ကိုပြန်ပြီးတော့ဒီကာကွယ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ Frankie Dion နဲ့ Pedro အနေနဲ့ဒီ line တွေကိုချိုးဖျက်ပြီးတော့ပေးဖို့အတွက်ကတော်တော်ခက်ခဲနေပြီ Attack Mifi နဲ့ကျွန်တော်တို့ရဲ့ဒီ Pedro Dion နဲ့ဂျာမန်ကကစားသမား၄ယောက်ရှိနေတယ်အဲ့ချိန်မှာဘလို့မပေးလို့မရဘူးဆိုတော့သူတို့ကနောက်ပေးတယ် ဘေးဘက်တွေကိုပေးတယ်ဝင်ကဘက်တွေကိုပေးတယ်အဲတပြည့်ပြည့်နဲ့ဘလုံးကိုဒီကျွန်တော်တို့ဘလုံးကထိထိရောက်ကိုမဖြစ်နိုင်ဘူးပေါ့နော်မကာရဖိုအနေနဲ့ဘလုံးရသွားတဲ့အချိန်တွေမှာဆိုရင်လည်းတစ်ဖက်က541အနေထားမှာဒီကစားသမား2ယောက်2ယောက်နဲ့ပြန်ပြန်ပြီးရောကတ်သွားတယ်ပေါ့နော်သူတော်ရိုနီဘာဂျီဟိုဘက်မှာဆိုရင်လည်းအဲ့လိုပဲပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ပထမပိုင်းမှာတော့ဖြည်းဖြည်းလောက်လောက်ကြီးအရင်ကြီးဒီဗေးချန်အီးတွေရခဲ့တယ်လို့မရှိဘူးပေါ့နော်တပက်ကစားသမားတွေကလည်းသူတို့ကလည်းသူတို့ရဲ့ကစားပုံကအတိုက်မဲ့လို့ဆိုရမှာပေါ့နော်ကူဘိုမမကဒုတိယပိုင်းမှာပေါင်းလာတယ်ဆိုတော့ ဥပမာပါတော့သူတို့ရဲ့တိုက်စစ်ကလည်းဘာပဲဖြစ်ဖြစ်အတက်ကင်သူရက်ကတော်တော်ကိုသူတို့လည်းအားနေခဲ့တယ်ပေါ့နော်။တော်ဘာစီလိုနာခန်းကံမဲ့အနေထားသဘောရှိခဲ့တယ်ပေါ့နော်။ပထမအပိုင်းမှာဆိုရင်ကျွန်တော်တို့ဘာစီလိုနာတိုက်စစ်ကဒီမက်ကရဖိုရှိမယ်၊ပက်ဒရိုဖာနတက်ရှိမယ်၊ဒီရနီဘာရှိမယ်၊လူနော်စကီရှိမယ်ဒီ၄ယောက်တန်းဝိတ်ရိုင်းကျဲပြီးတော့ဒီအရန် high ဖြစ်နေတယ်ပေါ့နော်။သူတို့နေရာယူမှုတွေအရန် high ဖြစ်ပြီးတော့ကျွန်တော်ပက်ဒရီဒီချောင်းနဲ့ကြတော့သူတို့ရဲ့ဂျာမန်ကကြတော့ဒီပြိုင်မဲ့ရဲ့ဒီကွင်းလဲ၄ယောက်တန်းရရှိနေတယ်ပေါ့။ဆိုတော့ကျွန်တော်တို့အနေနဲ့က ဘလို့မဟိုဘလုံးမထုတ်ဖောက်လို့မရဘူးဒီ cross တင်ပေးတဲ့အရာလည်းဘာမှကိုမထီရောက်ခဲ့ဘူးပေါ့နော်ပထမပိုင်းမှာဒီလိုနဲ့ပဲပထမပိုင်းမှာကျွန်တော်တို့ real society ကပိုးချိန်30တင်ပေးနေမှာပေါ့နော်ဂိုးရှူသွားခဲ့တယ်ပေါ့ဆိုတော့ဒီဂိုးကလည်းပြောရမှန်ဆိုရင်အချို့ချိန်တွေမှာဂျာရမတင်အနေနဲ့အာဂိုးရတယ်ဆိုပေမဲ့ဂျာရမတင်ဟာတော်တော်ကိုဒီအတွေ့အကြုံနဲတယ်နောက်ပြီးသူ့ရဲ့အုံနှောက်ကအဲ့လောက်ကြီးပါနိုင်မှုမရှိဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော် ဆိုတော့ဒီနေ့ဘက်မှာလည်းသူ့ကြောင့်ဒီခိုးပေးရတာပဲညီကိုတို့ဒီခွန်တေဘက်ကနေပြီးတော့ဖြစ်တင်တော့မဲ့လို့ तू ကထင်လိုက်တဲ့အတွက်ကြောင့် तू ကလူဂျွန်ထောင်ချောက်ကို तू ဖမ်းလိုက်တယ်ပေါ့နော်ဖမ်းလိုက်တဲ့အချိန်မှာဟိုကစားသမားဖြတ်တယ်ပေါ့မပြောနေပဲဆွဲပြေးပြီးတော့ဒီအရှိရနေပြီးတော့ဒီဘက်တောင်ဘက်ကနေပြီးတော့ तू ခောက်ပြေးလိုက်တဲ့အချိန်မှာလှုပ်လှုပ်ချွတ်ချွတ်ပဲသွင်းသွားတာဆိုတော့ तू तू အနေနဲ့ဒီဂိုးပေါက်နာအထီတောင်ရောက်နေပြီပေါ့နော်ဘာဖြစ်ဖြစ်တော့ကတ်ထားသိနေပေါ့နော်ညီကိုတို့ဆိုတော့အရန်ဟိုအနေများတဲ့အခြေအနေတွေမှာ မာတင်အနေနဲ့အုံနောက်နဲတယ်ပေါ့ဗျာအဲ့ချိန်နေမှာဆိုရင်သူအုံနောက်ကအလုံးမလို့တော့ထင်ပါတယ်ကျွန်တော်တို့ဘာစလိုနာကလည်းဘာဖြစ်ဖြစ်တော့ဒီနေ့အနေနဲ့ဒီပထမပိုင်းမှာတချို့ပေးရှင်းလေးတွေရခဲ့တယ်ပေါ့နော်နောက်ပိုင်းမှာပေါ့ကနေရိုနီဘာဂျီပေးလိုက်တဲ့ဘောလုံးကျွန်တော်တို့ဖရန်ကီဒီယန်နေပြီးတော့ချပေးတယ်ကျွန်တော်ပနီပေါက်တန်းမှာပဲမက်ဂရက်ဖိုနဲ့အပိုင်ပိတ်သွင်းခဲ့ရတာကိုယ်သမားကာကွယ်ခဲ့သွားခဲ့တယ်ပေါ့နော်ဆိုတော့ကမက်ဂရက်ဖိုကလည်းဒီနေ့တော်တော်ကိုကောင်းခဲ့တယ်ဘာဖြစ်ဖြစ်မက်ဂရက်ဖိုကဘာစလိုနာရဲ့ကစားကွက်နဲ့လည်းပို့ပြီးတော့ကြိုက်ညီလာတယ်လို့ခန့်စားရတယ် ပြင်သူအနေနဲ့တချို့အရာတွေ1 plus 1နေမှာလဲဒီနေ့တော်တော်တော်ကြော်ဖြတ်ပြနိုင်ခဲ့တယ်ပို့ပြီးတော့လကောင်းလာအောင်မယ်လို့ကျွန်တော်အနေနဲ့ယူဆရပါเนาะမက်ဂရာဖူကအေးတောင်းကံပေါ်43မိနစ်မှာကမ်းနေပါเนาะမက်ဂရာဖူကန်တီဘယ်လက်တဲ့လုံကိုကျွန်တော်တို့ရဲ့အဲအာဘီကစားသမားဟူလက်စ်ကွန်တီကနေပြီးတော့အตาရပဲတောင်းတိုက်ပြီးတော့ကိုယ်သွင်းတာပေါ့နော်ပထမပိုင်းကတော့1 1ပေါ့နော်ညီကတို့နီးပြကတော့ဒုတိယပိုင်းမှာတော့အပြောင်းလဲတော့လုတ်တော့မယ်လို့တွေးမိတယ်ထားတဲ့အတိုင်းပဲဒန်နီအိုမဝင်လာပြီပေါ့နော်ပက်ထရိုဖန်နန်တဲ့အနေမှာဆိုတော့ဒန်နီအိုမဝင်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့တိုက်စစ်က အတိုင်းအတာတစ်ခုအထိကိုတော့လမ်းနေပွင့်သွားခဲ့တယ်ပေါ့နော်ဒါပေမဲ့အပြည့်စုံကြီးတော့မဟုတ်သေးဘူးဒန်နီယိုမိုဝင်လာတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီတိုက်စစ်နေရာယူမှုတွေကမေပလော့နဲ့တို့ကျွန်တော်တို့အဲဒုပထမကဒုက္ခပေးတာတို့တကြောင်ကျွန်တော်တို့ရဲ့ဒီတိုက်စစ်လိုင်းကနည်းနည်းလေးနှိမ့်ပေးလိုက်တယ်ပထမဒုတိယပိုင်းမှာမက်ကရက်ဖိုတို့ကအရင်အရှိ့မတက်တော့နည်းနည်းလေးနှိမ့်ပေးလိုက်ပြီးတော့ဒီဂျောင်ရဲ့ကွင်းလယ်တွေနဲ့ကျင်းသွားသမျှကျင်းကျင်းသွားပါတော့နော်တို့နေရာယူခဲ့တယ်ပေါ့နော်ဆရော့ကအဲ့နေရာမှာဒန်နီယိုမိုရဲ့တိုက်စစ်အမြင်ဆူချမှုတွေ ဒီဟာအတင်းအသုံးဝင်လာပြီဆိုတော့ရိုနီဘာဂျီကတော့ဒီဘက်မှာတော့သူကတော့ရန်ရင်သူ့ဘက်ကနေပြီးတော့ဘာမှကျွန်တော်တို့ကြီးကြီးမားကြီးမျောလင်းလို့မရသေးဘူးဒုတိယပိုင်းမှာအဲ့လိုနဲ့ပဲဘာဖြစ်ဖြစ်တော့ဘာစီလိုနာအနေနဲ့အခွင့်အရေးတွေတော့ရခဲ့တယ်ပေါ့ဗျာ58မိနစ်မှာတော့ဟိုဘက်ကကူဘိုတို့အဖွဲ့ဝင်လာခဲ့ပြီနှစ်ယောက်လဲတော့ဆိုတော့ကျွန်တော်တို့လမိုင်းရမယ်ကလည်း58မိနစ်မှာညာလူစားဝင်လာပြီဒီရိုနီဘာဂျီနေရာမှာတကူတော့လုတ်ပြတော့မယ်ပေါ့နော်လမိုင်းရမယ်အနေနဲ့လမိုင်းရမယ်ဘလုံးကစားနေတာတကယ်ဟိုကျွန်တော်တို့ကလေးလေးတယောက်ရက်ွက်အဲထဲမှာအေးစေးလွတ်လွတ်လပ်လပ်ကစားနေသလိုပဲ တကယ်ကူရင်းတမ်းပါဗောနော်တော့ကသူဝင်လာပြီမကြပါဘူး10မိနစ်ပဲကြာတယ်၃၉မိနစ်မှာကျွန်တော်တို့အဲလမိုက်ရမယ်မတ်တင်ပေးလိုက်တဲ့အလုံးကိုလေယုန်တော့ဆီကနေကောင်းတိုက်ပြီးသွင်းခဲ့တယ်2-1ဆိုတဲ့ရက်လက်နဲ့ပြီးသွားပြီဗောနော်ဘာစီလိုနာနဲ့ဒီနေ့ဂိုးတွေအများကြီးပြက်ခဲ့တင်တာဗောနော်ဆိုကူလက်စကွန်တေနေနဲ့ပွဲစဉ်82 83မိနစ်လောက်မှာပြန်လည်มาဗောနော်သူ ၃လျောက်ကိုသူကိတိပြနေတယ်ဗောဗျာရီဆိုစုတဲ့ကစားသမားတွေကလှိမ့်လိုက်ပါလိုက်နေနောက်ကြတော့သူကဘာဖြစ်သွားလဲတော့မသိဘူးဘောလုံးပြက်ပြီးတော့အဲ့လိုနဲ့ပဲတောင်မှာကစားသမားဘယ်တောင်မှနေဖြစ်တင်ပေးလိုက်တဲ့ဟာကူဘူကပိတ်ပြီးတော့ကျွန်တော်ဒီကိုတော့တကယ်ဝင်ပြီးလို့ထင်တယ်အုံတုံးခွန်းနဲ့ပဲဗျာတိလားဟို2 1နဲ့ပြီးသွားပြီမဲ့လဲနောက်ဆုံးအချိန်တည်းကိုယင်တမန်မနဲ့ကြီးခဲ့ရတာဒီပွဲရလေနောက်ပြီးလဲဒီကျွန်တော်တို့83မိနစ်မှာပဲပြန်ပြီးတော့ကျွန်တော်တို့ရဲ့ဒီအဲ့ဒီဘောလုံးပြက်သွားတဲ့ကောင်တာပြန်ပြီးတော့နမန်ရမြန်နေပြီးတော့ဆွဲသွားဆက်သွားပြီးတော့တက်ပြီးတော့ပဲညာရှိတော့နောက်ခောက်တင်ပေးလိုက်တယ်အဲ့အချိန်မှာဖရန်တော့ကနေပြီးတော့ဒီအตาလေးရှပေးတဲ့အလုံးလီနိုစီပိတ်သွင်းတာ ဝုန်းတိုင်းမှာဝင်ပြီပေါ့ဘောလုံးပြောက်သွားပြီလို့ထင်တယ်ဘယ်ဟုတ်မလဲဒီဘားကိုမှန်ပြီးတော့ပေါ့နော်ပြန်ပြီးတော့ထွက်လာခဲ့တယ်အရန်ကိုနင်းလာခဲ့ရတယ်ပေါ့လီဗန်ဒိုစကီကလည်းလမိုင်းအမှန်ပြားလာပြီးရဲ့နောက်ပိုင်းကိုတော်တော်ကိုချင်းနေပေါ်ပေါ်ကြီးကိုပြလာပါပေါ့နော်ဆိုတော့ကျွန်တော်တို့ကွင်းလေယာကကုနာဖရန်ကီဒီအောင်နဲ့ဘယ်ရီနှစ်ယောက်ကလည်းဒီဒန်နီအိုမိုးနဲ့အရှိတ်ဆက်မိသွားပြီဒီချိတ်ကလည်းအရန်ကိုမိသွားပြီဒီပဲလမိုင်းအမှန်တို့ကလည်းပါလာပြီနောက်ပြင်အဲ့ကြတော့အားဖြစ်ဖြစ်တော့တစ်ဖက်ကမစ်ဘလိုကိုကျွန်တော်တို့အနေနဲ့တိုင်ယာပဲဒုတိယပိုင်းမှာကျော်ဖြစ်သွားပြရဲပေါ့ဗျာဟန်စီဖိလက်ကတော့တကယ်ကို မစရာပြီပဲနော်ဘာအချိန်မှာဘာလို့မှတိုင်း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 ပဲကျွန်တော်တို့အနေနဲ့နီးပြကောင်းကြီးတယောက်ရထားတာအရန်ကိုမိုက်တယ်ဘာလို့ဆိုတော့ဒီလောက်လူတွေနားနေတဲ့အချိန်မှာနီးပြရဲ့ဆုံးဖြတ်ချက်တွေကအရန်ကိုလိုအပ်တယ်ပေါ့နော်ဒီအချိန်မှာအဲ့တော့ညီကိုတို့ PG နဲ့ပွဲမှာ plan တော့ဘယ်ဒီကျွန်တော်တို့ပြန်လဲပါဝင်လာနိုင်မယ်လို့ထင်တယ်ဒီ general manager ကတော့ကျွန်တော်အနေနဲ့ကတော့အရေးကြောင်းဆိုရင် तू က तू အနောက်ထမ်းမှာဘာမှမရှိတော့အရေးကြောင်းဆိုရင် तू အနောက်ထမ်းမှာဘာဖြစ်ဖြစ်သွားမှလဲကျွန်တော်လည်းနားမလည်ဘူးဗျာဒီ inter milan နဲ့ပွဲတော့လည်းအတိုင်းပဲသူ့အနေနဲ့ကနည်းနည်း တော်နည်းနည်းမဟုတ်တော်တော်လိုအပ်တဲ့တချို့အချိန်တွေမှာအလန်တိုပဲတွေပါလာမှာပဲကျွန်တော်တို့အနေနဲ့အဲစိတ်ရှာရမယ်လို့ထင်တယ်ပေါ့နော် PSG နဲ့ပွဲမှာလေညီကိုတို့ဒီနေ့ပွဲရတော့အဲဒီလောက်ပါပဲညီကိုတို့ရဲ့အမြင်တွေကိုကျွန်တော်ရဲ့ comment မှာဝင်ရဆွေးနွေးပြကြပါအောင်အားဖြင့်ဖြစ်ကျွန်တော်တို့အနေနဲ့ကတော့ဒီ PSG နဲ့မတိုင်ခင်အဲဇာတ်ထက်ကိုရောက်သွားပြီဆိုတော့အေးဆေးပါပဲအချိန်တိုင်းဘာစီလိုနာပြန်လာတာပါပဲနော် Champions League မှာတော့ဒီထက်ပိုပြီးတော့ကြမ်းကျင်သေးပါတယ်ကဲညီကိုတို့ကျွန်တော်ရဲ့ YouTube channel လေးလို့ subscribe လုပ်ခဲ့ပေးပါအောင်ရှိပေတဲ့ညီကိုတွေအားလုံးကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ